င်္ဂလာပါ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ17ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့နာဆာကနဲ့တန်အပ်တပ်ဖွဲ့ TNL တို့ညှိနှိုင်းမှုအဆင်ပြေတယ်ဆိုရင် ARCA တပ်တော် AA ထကချင်တပ်ဖွဲ့ KIA ကိုဆက်လက်ညှိနှိုင်းသွားမယ့်သဘောရှိတယ်လို့ဗိုလ်မှူးကြီးခွန်ကာကပြောဆိုလိုက်တဲ့သတင်းအိန္ဒိယနဲ့ပါကစ္စတန်တို့အပြစ်ခတ်ရစဲရေးနဲ့ပတ်သက်ပြီးပါကစ္စတန်စစ်တပ်အကြီးအကဲနဲ့ဆွေးနွေးမှုတွေဟာနောက်နေ့ကြန့်ကြာနေတဲ့ဆွေသတင်းအပါအဝင် နောက်ဆုံးရပြည်တွင်သတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးသတင်းတပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့ NASA ကနဲ့ဒန်အတက်ဖွဲ့ TNL တို့ညှိနှိုင်းမှုအဆင်ပြေတယ်ဆိုရင် Arika တက်တော် AA ထက်ကချင်တက်ဖွဲ့ KIA ကိုဆက်လက်ညှိနှိုင်းသွားမယ်သဘောရှိကြောင်းပိုးမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL NCS ကဥက္ကဋ္ဌဘူမူကြီးခွန်ကာကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်အနေနဲ့ NASA ကနဲ့တအောင်းတက်ဖွဲ့ TNL တို့ညှိနှိုင်းမှုအဆင်ပြေပါက အရခတ်တက်တော်အေထက်ကချင်တက်ဖွဲ့ KIA ကိုဆက်လက်ညှိနှိုင်းသွားမယ်တဘောရှိတယ်လို့ပအိုမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL NCS မှာဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့တင်းထဏာကိုပြောပါရယ်ရခိုင်ပြည်နယ်ဟာတရုတ်နယ်ဆက်နေဝေးတဲ့အတွက်တရုတ်နိုင်ငံရဲ့ဆွေးနွေးညှိနှိုင်းရေးဦးစားပေးစီရင်တဲ့မှာပါချင်မှပါနိုင်ကြောင်း KIA နဲ့တရုတ်ဟာနှီးစက်တဲ့အပြင်တခြားကိစ္စတွေလည်းရှိတဲ့အတွက် TNL ပြီးပါကသူတို့နဲ့ညှိနှိုင်းဆွေးနွေးနိုင်ကြောင်းသူကပြောပါတယ်။ဒီလာရှိုးသဘောတူချက်ပေါ့လာရှိုး ပြန်ပေးရေးသဘောတူချက်ခုနှစ်ချက်တည်င်းထွက်ပါလေအဲဒီမှာတော့ဒီ MNDA ကတော့ပြည်လဲပြီသူ့နေရာသူ့ပြန်တော့ဆုတ်ပြီဒါပေမဲ့ကြံတဲ့ TNL တို့ဘာလို့ကိစ္စကြတော့တရုတ်ဖိအားဆိုတာဟိုပါပါနိုင်ငံရေးရဟိုဖြစ်တာပါပန်တမာရေးရဖြစ်တာပါလက်တွေ့ကတော့ PR pressure ပေါ့နော်လုတ်ဖို့ကြိုင်ပဲ PR ကျွန်တော်တို့ဝက TNL ကိစ္စဝိစာအောင်မှအဆင်ပြေအောင် ဆောင်ရွက်ဖို့တာဝန်ယူထားတယ်ဆိုတာကျွန်တော်ကြားပါတယ်ဒါကြောင့်ဝါအနေနဲ့ DNL နဲ့ညှိနှိုင်းပြီးတော့သူမနာကိုမနာပါလေဘယ်ဘက်ကမှမနစ်နာအောင်တော့လုပ်ပါလိမ့်မယ်လို့ယူဆပါတယ် ULAAA ကတော့ not not the same ဆရာမတဖြည်းဖြည်းချင်းသွားမဲ့သဘောရှိတယ်သို့တော်လည်းပဲ UNALA ကပြုတ်နေကြတဲ့ဝေးနေတဲ့ခါကျတော့ပြုတ်ဦးစားပေးတဲ့မှာတော့ပါညာပါမယ် သူနဲ့မတိုင်ခင်မှာကိစ္စပြီးကျင်တာကကျွန်တော်ကြားတာ KIA ဖြစ်တယ် KIA OK KIA ကတော့ပြုံးနဲ့လည်းနေသတယ်နေသကုံတော်ရေးလည်းရှိတယ်တခြားကိစ္စလည်းရှိတော့ဒီပြဿနာကိုဟောလာဒီ TNL ပြီးရင်တော့ KIA ကတော့ဒီဒီဟိုနှိမ့်နိုင်ဆွေးနွေးပါမယ့်သဘောတော့ကျွန်တော်ထင်ပါတယ်ဆရာမတရုတ်ရဲ့ဖိအားပေးကြောင်းဝင်ဆစ်ဆက်ပေးမှုကြောင့် Google တပ်ဖွဲ့ MNDA ဟာတိမ့်ပိုက်ရရှိထားတဲ့လာရှုမျိုးနဲ့ အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခါကိုမြန်မာတပ်မတော်ထံ2025ခုနှစ်ဧပြီ21ရက်ကပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ်။ဒါပေမဲ့လည်း MNDA ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှာ56ငှမှာရှမ်းပြည်နယ်ရှိကုံချမ်းမြို့နယ်နဲ့လောက်ကင်မြို့နယ်တို့ကိုစုစည်းပြီးကိုကံကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဖြစ်သတ်မှတ်ပြုပေးထားတဲ့ area တက်ကျော်လွန်ပြီးတော့ထိန်းချုပ်ခွင့်ရရှိထားတာဖြစ်ပါတယ်။အဲဒီနောက်တရုတ်ဟာ တီအန်အလီနဲ့မြန်မာတက်မတော်ကြာ2025ခုနှစ်ဖေဖော်ဝါရီလ15ရက်နဲ့16ရက်ကတကြိမ်ဧပြီလ28ရက်နဲ့29ရက်ကတကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးတော့အခြေအနေကိုဖန်တီးပေးထားပြီးဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာတော့မြန်မာတက်မတော်ကမိုးကုံ၊နောင်ချိုကြောင်မဲ၊တီပေါ၊နမ်ခန်းကနေတီအန်အလီတက်ဖွဲ့ရိပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအတွင်းကိုစုပ်ခွာဖို့တောင်းဆိုခဲ့တာကြောင့်သဘောတူညီမှုမရပဲဩဂတ်စ်လမှာပြန်လည်တွေ့ဆုံဆွေးနွေးဖို့သဘောတူညီပြီးအဆုံးသတ်ခဲ့ကြတာပါ။ တရုတ်ဟာတဘာတီတဲကနေအာဏာစုပ်ကင်ထားတာဖြစ်တာကြောင့်ဘယ်ကိစ္စမဆိုအလေးအမြန်မလုဆောင်ပဲစိတ်ရှည်စွာနဲ့သာလုဆောင်တတ်ပြီးနေဆက်ဒေတာရှိတခြားအဖွဲ့တွေအပေါ်မှာလည်းညှိနှိုင်းမှုရောက်လာနိုင်တယ်လို့တရုတ်မြန်မာအရေးလိလာသုံးသက်သူဒေါက်တာလှကျော်စောကစီရင်တဲ့တင်ထဏာကိုပြောပါရယ်။ 可比的困难嘛呗，咱们这下偏偏这老话没介绍哩，呃 <music>，第一句话第六介绍嘛都是新鲜的呀，都台湾介绍的，你可能在就错一点东西得了。哎呦，都话年年年年三百标价报价，够 M D 六多高？M D 那呀，那时候草不要的，啥草啊，都压他那买啦，没的。可能老改的，都年一半的牛力压他那的，哎，牛力都过啊，有低草，过啊，有喷酒都这样子。 အဲအဲ့ဒါကိုကြည့်ပြီးမှ DNL ရလဲတစုံတာလိုင်းရောလာတာဘာလို့ဖြစ်လာနိုင်တာပေါ့အဲ DNL ပြီးရင်တခြားအဖွဲ့တွေသူသူငယ်ဆုံးမှရှိရတာဒီတော့သူတကယ်ကြီးလုပ်လိုက်တယ်ကြည့်ရတာဒါမှမဟုတ်သူ့မှာအချက်ရှိတယ်ကြာဒီကုနေနဲ့ပါတီကတခြားနိုင်ငံနဲ့မတူဘူးသူကတပါတီတွေကအာမတ်ဆုတ်ထားတဲ့အနေဖြစ်တော့သူ့မှာ policy ကရေးရှိ policy ချလို့ရတယ်ရေးရှိမှုတွေချလို့ရတယ်ဒါကြောင့်သူကဖြည်းဖြည်းစုစည်းပြန်တော့မှာပါတစ်ခုပြီးတစ်ခုလာမှာပါ တရုတ်သမ္မတရှီကျင်းဖင်ဟာ2025ခုနှစ်မေလ9ရက်ကရုရှားနိုင်ငံမော်စကိုမြို့မှာနဆက်ကဥက္ကဋ္ဌပိုချုပ်မူကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်မြန်မာနိုင်ငံငင်းချမ်းရေးလုပ်ငန်းတွေကိုဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ပြောကြားခဲ့တာပါမြန်မာနိုင်ငံတော်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ EAO ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တို့နဲ့မြန်မာတပ်မတော်ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့အဲ့ဒီတိုက်ပွဲတွေထဲကမှ AA, TNLA, MNDAA တို့ပူးပေါင်းပြီးတော့ တက်တုံညာနှစ်ခုဆစ်စင်ရီကိုတော့2023ခုနှစ်အောက်တိုဘာ28ရက်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာပေါ်ဆောင်ခဲ့တာပါ။အဲဒီဆစ်စင်ရီအတွင်မှာ AATNL MNDA တို့ဟာရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးနှီးပါနဲ့အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခကိုပါတင်ပိုက်ခဲ့တာဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်း KAI ဟာ PDF တွေနဲ့ပူးပေါင်းပြီးကစင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအတွင်မှာမြို့သိမ်းတိုက်ပွဲတွေပေါ်ဆောင်နေတာပါ။အဲဒီလိုပဲ AA ဟာလည်းရခိုင်ပြည်နယ်အတွင်းက18မြို့နယ်ထဲကမှ14မြို့နယ်အပါအဝင် ချင်းပြည်နယ်ပလောဝမြို့ကိုလည်းထိန်းချုပ်ထားသလိုအရာဝတီတိုင်းမကွေးတိုင်းစကိုင်းတိုင်းတို့မှာလည်းဒေသတွင်းလက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီးမြန်မာတပ်မတော်ကိုတိုက်ခိုက်လျက်ရှိနေတာပါ။ဒါကြောင့်တရုတ်နိုင်ငံဟာ KIA, AA, TNL, MNDAA တို့နဲ့မြန်မာတပ်မတော်ကြားအကြောင်းဝင်ဆက်ဆက်ပေးပြီးငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ကြိုးပမ်းလျက်ရှိတာဖြစ်ပါတယ်။တိုင်းဒေသကြီးနဲ့ပြည်내အခြေပြုနိုင်ငံရေးပါတီတွေဟာ ဥပဒေအရ၅မြို့နယ်မှာရုံးမဖွင့်နိုင်ရင်ရွေးကောက်ပွဲဝင်ရောက်ရှင်မြိုင်ခွင့်ရှိသေးလားမရှိတော့ဘူးလားဆိုတဲ့အပေါ်မေကွန်းထုတ်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်အခြေပြုနိုင်ငံရေးပါတီတွေဟာဥပဒေအရ၅မြို့နယ်မှာယုံနေဖွင့်လှစ်ရမယ်လို့ပြဋ္ဌာန်းထားတာကြောင့်ယုံနေမဖွင့်နိုင်ရင်ရွေးကောက်ပွဲဝင်ရောက်ရှင်မြန်ခွင့်ရှိသေးလားမရှိတော့ဘူးလားဆိုတဲ့အပေါ်မေးခွန်းထုတ်မှုတွေရှိနေပါတယ်။နောက်ဆက်ကဟာနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေအစ်ကို2023ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဥပဒေမှာတိုင်းဒေသကြီးပြည်နယ်မှာရှင်ပြန်မဲ့ပါတီတွေအနေနဲ့ပါတီဝင်အင်အား1000ကိုရပ်ပေါင်း90အတွင်စီယုံရမှာဖြစ်ကြောင်းပါတီယုံကွဲတွေကိုအ ਨੇ စုံမြို့နယ်၅မြို့နယ်မှာဖွင့်လှစ်ရမှာဖြစ်ကြောင်းပါရှိပါတယ်။လက်ရှိမြန်မာနိုင်ငံတော်မှာလက်နက်ကင်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပေါ်နေပြီးနောက်ဆက်က နဲ့မြန်မာတပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘဲလက်နက်ကင်အင်အားစုတွေလက်အောက်ကိုရောက်ရှိနေတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့မြို့နယ်တွေမှာပါတီတွေရုံးခွဲတွေဖွင့်လှစ်ဖို့ခက်ခဲလျက်ရှိနေပါတယ်။ဥပဒေအရမြို့နယ်၅ခုမှာရုံးမဖွင့်နိုင်တဲ့ပါတီတွေအနေနဲ့တရားဝင်မှတ်ပုံတင်ဖို့ခက်ခဲသွားနိုင်ကြောင်းအဲ့ဒီအကျက်တဲ့အတွက်စဉ်းစားနိုင်တဲ့အချက်ကတော့တင်းနီယာပြောင်းကွာရုံးဖွင့်ခွင့်ပေးမလားဆိုတာဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN သတင်းဌာနကိုပြောပါတယ်။အဲ့ဒီဥပဒေတိုင်းဆိုရင်တော့ငါးမျိုးနဲ့ဂျုံမဖွင့်နိုင်တဲ့ပါတီတွေကတော့တရားဝင်သက်ပုံတင်ဖို့ကတော့ခက်ခဲသွားမှာပေါ့ အဲ့ဒါနဲ့တစ်ဆက်သေးဟိုမူလဥရေတက်တန်းချက်မှာတောင်စုပါတီဆိုရင်ပါတီဝင်ဥရေကတသိန်းပြရမယ်ဂျုံပေါင်းက130ချင်းပြဟိုအဲ့ဒါမျိုးကနေပြန်ရှော့ပြလို့ရရှိတယ် ဆိုတော့အဲ့လိုရှုပ်ပေးတဲ့ဥစ္စာတွေကိုဥပဒေရနော်နတ်ဆက်ကပြင်ဆင်ပေးတာရှိတယ်။ဒါပေမဲ့ဒီတော့ဘုခင်ကြီးကကြီးကိုဇာတိရဲ့ပတ်တူကြိုင်လို့ပါတီဝင်ဥရတထောင်ဆိုတာကတော့အခုဒီအတိဖြစ်နေတယ်။နောက်ခုနကငါးမြို့တွေရုံးထွက်ရမယ်ဆိုတော့အတိဖြစ်နိုင်တယ်။ဆိုတော့တခုဖြစ်နိုင်တာကနော်တတ်မှတ်တဲ့ area တခုမှာနော်ကိုစားပြုတဲ့ပါတီနေနဲ့မှတ်ပုံတင်တယ်။ဒီ area ဒီမှာမှတ်ပုံတင်ဥပဒေမှာပါတဲ့အရေးအတွက်ကိုရုံးထွက်ဖို့ခက်ခဲနေဆိုရင်တခုဖြစ်နိုင်စေ င်းသားနိုင်ငံက location ကိုပြောင်းခွင့်ပေးမှလာဆိုတာလေအဲ့ဒါလေးကတော့မပြောတတ်ဘူးเนาะအဲ့လိုဆိုရင်ပတ်ပုံတင်ခွင့်ရှောက်ထားတဲ့ပါတီတွေရဲ့ခုနကအခြေစိတ်တဲ့ဒေသတွေကိုပြောင်းပေးရမှာပေါ့ဒီမှာကြားအခြေစိတ်တဲ့ပါတီဟာเนาะကြားအခြေမစိတ်ဘူးဆိုတာဖြစ်ကြမှာပေါ့တော့မူလရည်ရည်ချက်ပါတီထောင်တဲ့ရည်ရည်ချက်တဲ့ပါတီတွေနဲ့ပတ်သက်လို့ UEC ကလေးဆွေးနွေးပါတယ်အဲ့ဒါကတော့အားလုံးကလည်းစဉ်းစားကြမယ်ခင်ဗျ ပါတီဇွန်ဒီမိုကရေစီအထွေထွေရေးကောက်ပွဲကိုလာမယ့်2025ခုနှစ်ဒီဇင်ဘာလအတွင်းကျင်းပဖို့ရှိတာကြောင့်ပါတီတီထောင်ခွင့်လျှောက်ထားလူတွေအနေနဲ့မေလ9ရက်နေ့နောက်ဆုံးထားလျှောက်ထားဖို့ပြည်ထောင်စုရေးကောက်ပွဲကော်မရှင် UEC က2025ခုနှစ်အပိလ10ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့အထိနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေပုံမှန်3အရလျှောက်ထားတဲ့ပါတီ28ပါတီရှိပြီးနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေပုံမှန်25အရနိုင်ငံရေးပါတီဖြစ်ဆက်လက်တီထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ပါတီ50ပါတီစုစုပေါင်း89ပါတီရှိပြီးဖြစ်ကြောင်းပြည်ထောင်စုရေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေကြောင်းအရဆိုရင်တက်မှတ်တဲ့အချိန်ကာလမှာယုံဖြစ်ဖြစ်ပါတီဝင်အရေးအတွက်ဖြစ်ဖြစ်မပြည့်မီပါကပါတီမပုံတင်ထဲမှာပြက်ပြဲသွားကြအောင်အဲ့ဒီလိုပြက်ပြဲသွားတဲ့အတွက်ယူကောက်ပွဲဝင်လို့မရတော့ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ PPP မှာအထွေထွေတွင်းရမှုဥမျိုးဆက်တွေက CNN သတင်းဌာနကိုပြောပါရယ် ဥပဒေဆောင်အရာတို့တခုလေးပြောရင်ပေါ့နော်ဒါဆိုဥပဒေမှာရေးထားတဲ့စာအရာဆိုရင်တော့စမတ်တဲ့အချိန်ကာလမှာအဲ့ဒီဟာကြီးဇုံးမဲပြပြပါတီဝင်ကြီးတွေ့တယ်ပြည့်ပြည့်မပြည့်မင်းသူကပါတီမဟုတ်တဲ့နေရာနဲ့ပြက်ပြဲသွားတာပေါ့နော်ပြက်ပြဲသွားတာဆိုတော့ဒီတော့ဘယ်ဝင်လို့မရဘူးပေါ့ဗျာပါတီဖြစ်ကိုစက်မရှိတော့တဲ့သဘောပေါ့ဒါဥပဒေဆောင်ရပေါ့တို့တော့ခုနကပြောသလိုဖြေလျှော့မှုတွေဟလာဟိုခုနကဆိုနားလည်မှုပေးတာတွေပါတွေကလုံးလုံးရလာမရလာဆိုတာတွေကတော့လက်ရှိနားစကားအဆူရပုံပါပဲပို့ချပါတယ်မပြည့်မင်းတော့ပါတီကလိုလျောက် ပြတ်ဖြတ်သိမ်းကြီးစားဖြစ်သွားမှာပေါ့ဗျာအဲ့တော့နောက်ဆုံးအနေနဲ့ကတော့အချို့ဖြစ်ဆုံးမှုတွေဥပဒေကိုလည်းပြတ်ဖြတ်တာမဟုတ်ဘဲနဲ့အဲလှုပ်လို့ရတာဆိုပြီးရှိနေတယ်ဥပမာအားဖြင့်ဝိနည်းရုံငါးရုံကိုအယုံမှာမဟုတ်တော့များလည်းပဲဆိုလိုတာဗျာဘုရားကြီးတွေမှာတနင်္ဂနွေနေ့တွေကပါတီရုံးတွေဖွင့်လို့ဆိုရင်အသင်္ကြန်တဲ့မြို့နယ်မှာတနင်္ဂနွေရုံးတွေကိုရှားကြီးတော်ပြီးအခွင့်အလမ်းကိုခွင့်ပြုပေးတယ်ဗျာဆောက်ဆိုပြီးဓာမိုးလေးတွေပြေဆော့ပေးတာမျိုးတွေဆိုတော့လှုပ်လို့ချနိုင်နေဖြစ်နေတယ် တရှိမှာအေအာရခိုင်ပြည်နယ်ရှိ18မြို့တွေက14မြို့နယ်ကိုထိန်းချုပ်ထားပါတယ်။အဲ့ဒီမြို့နယ်တွေမှာတန်တွဲ၊ကွာ၊အန်၊မင်းပြား၊မြောက်ဦး၊မောင်တော်၊ရတိတောင်၊ပူတီတောင်၊ကြောက်တော်၊ပုံနာကျော်၊မန်အောင်၊ပောက်တော်၊တောင်ကုန်း၊မြေပုံစတဲ့ဒေသတွေဖြစ်ပါတယ်။အဲ့ဒီပြင်ချင်းမီနယ်ရဲ့85ရာခိုင်နှုန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကတင်ပိုက်ထိန်းချုပ်ထားနိုင်တယ်လို့2024ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာချင်းနီနောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းယောမန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီလိုပဲကြားပြည်နယ်မှာမြို့နယ်ကိုမြို့နယ်ရှိရာနတ်ဆက်ကနဲ့မြန်မာတပ်မတော်ကလွိုင်းကော်မြို့နယ်ကိုသာထိန်းချုပ် ထားနိုင်ပြီးကြံမျိုးနယ်တွေကိုလက်နက်ကင်အင်အားစုတွေကထိန်းချုပ်ထားပါဗျ။အဲ့ဒီတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့နိုင်ငံရေးပါတီတွေဟာမျိုးနယ်ငါးမျိုးနယ်မှာယုံနယ်မဖွင့်လှစ်နိုင်တဲ့အခြေအနေရောက်ရှိနေတာကြောင့်ဥပဒေအရရွေးကောက်ပွဲဝင်ရောက်ရှိမဲ့ဝင်ရှိသေးလားမရှိတော့ဘူးလားအငင်းပွားပွဲဖြစ်နေတယ်လို့နိုင်ငံရေးလှစ်လာသူတွေကထောက်ပြကြပါဗျ။ရှင်အနိုင်တရင်ထဏာရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြစ်ခတ်ရစေးနဲ့ပတ်သက်ပြီးပါကစ္စတန်စစ်တပ်အကြီးအကဲနဲ့ဆွေးနွေးမှုတွေဟာနောက်နေ့ကြန့်ကြာနေတဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ်။ အပြစ်ခက်ရစေးနဲ့ပတ်သက်ပြီးပါကစ္စတန်စစ်တပ်အကြီးအကဲနဲ့ဆွေးနွေးမှုတွေဟာမေလ၁၂ရက်မွန်းလွဲပိုင်းအထိနောက်နေကြန့်ကြာခဲ့တယ်လို့အိန္ဒိယစစ်တပ်ကပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယကလေဆိပ်တွေကိုပြန်လည်ဖွင့်လှစ်မှုနဲ့အတူမေလ၁၇ရက်ညပိုင်းကပြစ်ခတ်တိုက်ခိုက်မှုတွေပောက်ကွဲမှုတွေဖြစ်ပွားခဲ့တာမရှိဘဲပထမဆုံးအကြိမ်အဖြစ်ညဉ့်ညနေညဖြစ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကမေလ၁၂ရက်မှာပြောကြားခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြား၄ရက်ကြာပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးအမေရိကန်ရဲ့ဖိအားတွေကြောင့်မေလ၁၀ရက်မှာနှစ်နိုင်ငံကြားအပြစ်ခတ်ရစေးသဘောတူညီမှုရရှိပြီးဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့် ်ကကြေညာခဲ့ပါတယ်။အိန္ဒိယစစ်တပ်ဟာမေလ10ရက်ကပါကစ္စတန်ရဲ့အပြစ်ခတ်ရဲစဲမှုသဘောတူညီချက်ကိုချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေပြုလုပ်ဖို့မေလ10ရက်ကအရေးပေါ်မဆေတခု ပေးပို့ခဲ့ပါတယ်။ပါကစ္စတန်စစ်တပ်ကတော့အပြစ်ကရဲစဲရေးသဘောတူညီချက်ကိုချိုးဖောက်ခြင်းမရှိကြောင်းညင်းဆိုခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ကတော့နှစ်နိုင်ငံစစ်စင်ရေးဌာနညွှန်ကြားရေးမှူးချုပ်တွေဟာမေလ၁၂ရက်မွန်လွဲပိုင်းမှာဖုန်းနဲ့ဆက်သွယ်ဆွေးနွေးမယ်လို့ပြောကြားခဲ့ပြီးမယ်ဆွေးနွေးမယ့်အစီအစဉ်ဟာနောက်နေ့ကြန့်ကြာခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီဆွေးနွေးမှုအကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုပါကစ္စတန်စစ်တပ်ရဲ့မီဒီယာဌာနကချက်ချင်းထုတ်ပြန်ခဲ့ခြင်းရှိတာပါမေလ၁၂ရက်ကအိန္ဒိယဟာပြည်ပခါကြောင့်ပိတ်ထားခဲ့ရတဲ့လေဆိပ်32ခုကိုပြန်ဖွင့်ခဲ့ပြီးအဲ့ဒီလေဆိပ်တွေမှာအရက်ဖက်လေကြောင်းလိုင်းတွေပြန်လည်ပြည့်စွင့်မယ်လို့ကြေညာခဲ့ပါတယ်အဲ့ဒီနောက်ပါကစ္စတန်ကလည်းမေလ၁၀ရက်ကသူ့ရဲ့လေပိုင်နက်ကိုပြန်ဖွင့်ပေးခဲ့ပါတယ် AB 22ရက်ကအိန္ဒိယ ပကျန်းရှိကက်ရှမီးယားဒေသမှာစစ်သွေးကြွတွေရဲ့တိုက်ခတ်မှုကြောင့်လူ26ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီတိုက်ခတ်မှုနဲ့ပတ်သက်ပြီးအိန္ဒိယကပါကစ္စတန်ကိုအပြစ်တင်ခဲ့ကာနှစ်နိုင်ငံတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖိလစ်ပိုင်နိုင်ငံမှာမေလ12ရက်နေ့ကပြုလုပ်ခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာတမရဟောက်တူရာဒီကကိုယ်စားလှယ်လောင်းတူဦးဖြစ်ပါဝင်ခဲ့တဲ့ဆွေသတင်းကိုတင်ဆက်ပေးပါမယ်။ ဖိလစ်ပိုင်တမရာဟောင်းရိုဒရီဂိုဒူတာတီဟာနယ်သာလန်နိုင်ငံတီဟစ်မြို့မှာထိမ့်သိမ်းခံထားရပြီးမယ်။မေလ၁၂ရက်ကပြုလုပ်ခဲ့တဲ့တပ်တန်းဝက်ယူကပ်ပွဲမှာကိုယ်စားလှယ်လောင်းတူအဖြစ်ပါဝင်ခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ဒူတာတီဟာမြို့သားအဆင့်နဲ့ဒေသနာအဆင့်ယာလူ218000ကိုယူကပ်တင်မြောက်တဲ့ယူကပ်ပွဲမှာကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်နေတာကြောင့်အဲ့ဒီယူကပ်ပွဲဟာသူနဲ့သူ့ရဲ့မိသားစုအတွက်နိုင်ငံရေးအာဏာကိုဇက်လက်ဆွဲကန်ရေးအဆုံးဖြတ်ပေးလိမ့်မှာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ဒူတာတီဟာမက်လာကရဲကနိုင်ငံတကာယာဆွေးမှုတရားရုံး ICC မှာထိမ့်သိမ်းခံထားရပြီးသူ့ရဲ့တမရတပ်တန်းဖြစ်တဲ့2000 2016ခုနှစ်မှ2022ခုနှစ်အတွင်းပြုလုပ်ခဲ့တဲ့မူရည်စေဝါတိုက်ဖြတ်ရေးစစ်ပွဲအတွင်းလူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝတ်မှုဆွဲချက်တွေနဲ့တရားရင်ဆိုင်မှုစောင့်ဆိုင်နေပါတယ်။ဒါပေမဲ့လည်းဒူတာတွေကသူ့ရဲ့ဩဇာအာဏာလွှမ်းမိုးထားတဲ့ဒါပေါင်းမျိုးရဲ့မျိုးတော်ဝင်ယာရုနေရအတွက်ဝင်ရောက်ရှင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းစင်းရဲမှာပါဝင်နေပါတယ်။ဖိလစ်ပိုင်ရဲ့တရားဥပဒေအရပြစ်မှုဆိုင်ရာဆွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့ကိုယ်စားလှယ်လောင်းတွေဟာထိမ့်သိမ့်ခံထားရတဲ့အတိုင်းစီရင်ချက်မချမီအချိန်ထိရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားပါတယ်။ဒူတာတွေဟာတမရမဖြစ်ခင်ကဒါပေါင်းမျိုးတော်ဝင်အဖြစ်နှစ်ပေါင်း20ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့တာကြောင့်အခုနှစ်ရွေးကောက်ပွဲမှာလည်း တာဖောင်းမျိုးတော်ဝင်အဖြစ်ရွေးကောက်ခံရပွဲရှိတယ်လို့အများစုကယူဆထားကြပါဗယ်မေလာစနေရကပြုလုပ်တဲ့တက်တန်းဝက်ရွေးကောက်ပွဲမှာမဲပေးဖို့မှတ်ပုတ်တင်ထားတဲ့ဖိလစ်ပိုင်နိုင်ငံသား68တန်းကျော်ဟာအထက်လွှတ်တော်ရဲ့နေရာ12နေရာအောက်လွှတ်တော်ရဲ့နေရာ318နေရာပြည်နယ်တွေမြို့တွေနဲ့မြို့နယ်တွေရဲ့ဒေသနာအုပ်ချုပ်ရေးယာရုနေရာအသီးသီးအတွက်ကိုယ်စားလှယ်လောင်းတွေကိုမဲပေးရွေးချယ်နေတာဖြစ်ပါတယ်ဒူတာတီရဲ့သမီးဖြစ်တဲ့လက်ရှိဖိလစ်ပိုင်ဒုသမ္မတဆာရာဒူတာတီဟာလည်းအထက်လွှတ်တော်ရဲ့နေရာတစ်နေရာအတွက်ဝင်ရောက်ရှင်ပြန်ခဲ့ပါတယ်ဆာရာဒူတာတီကလည်းသမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကိုလှုပ်ကြံတက်ဖြတ်မယ်ဆိုတဲ့မတ်ချက်က ားပြောကြားမှုအကျင့်ပြတ်ခြားဆမှုတွေနဲ့ဂျူလိုင်လမှာလွတ်တော်မှာဆွဆွဲပြစ်တင်ခံခဲ့ရပါတယ်ကာတစ်စစ်သူကြအဖွဲ့အားဖြတ်သိမ်းဖို့နဲ့လက်နက်ဆွန့်လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး၂၄၀ကျော်တူရကီတပုံထမှုအဆုံးသတ်ခဲ့တဲ့ဆွေသတင်းပြည်စုံကိုတင်ဆက်ပေးပါမယ်။ တူရီကီနိုင်ငံရဲ့ဆယ်စုနှစ်လေးစုကျော်ကြာပြည်ပခဖြစ်ပွားနေတဲ့ Cut အလုသမားပါတီ PKK အမည်ရှိစုတွဲကြအဖွဲ့ဟာသူတို့အဖွဲ့ကိုဖျက်သိမ်းဖို့နဲ့လက်နက်စွန့်လွတ်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်နှစ်40ကြာတူရီကီနိုင်ငံမှာတပုံထမှုအဆုံးသတ်သွားပြီဖြစ်တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ PKK ရဲ့ဆုံးဖြတ်ချက်ဟာ NATO အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့တူရီကီနိုင်ငံရဲ့နိုင်ငံရေးနဲ့စီးပွားရေးတည်ငြိမ်မှုကိုမြင့်တက်စေနိုင်ပြီး Cut တပ်ဖွဲ့တွေရှိတဲ့အင်ဒီချင်း Iraq, Syria တို့နဲ့တင်းမာမှုတွေကိုရော့ချစေနိုင်တယ်လို့ကြွညွတ်သူတွေကပြောကြခဲ့ပါတယ်။ PKK အဖွဲ့ဟာ1984ခုနှစ်မှာလက်နက်ကင်တပုံထမှုကိုစတင်ခဲ့ခြင်းကတည်းကလူ ူပေါင်း၄000ကျော်တေဆုံးခဲ့ပြီးစစ်ပွဲကိုထိခိုက်စေခဲ့ကလူမှုရေးတင်မာမှုတွေမြင့်တက်ခဲ့ပါတယ်။အဲဒါကြောင့်တူရီကီနဲ့သူ့ရဲ့အနောက်မဟာမိတ်နိုင်ငံတွေက PKK ကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ခဲ့ပါတယ်။ဆက်နေချင်းမြောက် PKK လွတ်တော်ဟာ PKK ဖွဲ့စည်းတည်ဆောက်မှုကိုဖျက်သိမ်းဖို့နဲ့လက်နက်စွန့်လွတ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ PKK အဖွဲ့အခြေစိုက်တဲ့အီရန်နိုင်ငံမြောက်ပိုင်းမှာပြီးခဲ့တဲ့သတင်းဘက်ကပြုလုပ်ခဲ့တဲ့လွတ်တော်ပိတ်သိမ်းကြောင်းကြေညာချက်မှာဖော်ပြခဲ့တယ်လို့ Foreign Trade Agency ကသတင်းထုတ်ပြန်ခဲ့ပါတယ်။1996ခုနှစ်ကတည်းကအစ္စတန်ဘူမြို့တောင်ပိုင်းရှိကျွန်းတုံးပေါ်မှာအချင်းချခံထားရတဲ့ PKK ကောင်းဆောင် Avadu လာအော့ကလန်က PKK အဖွဲ့ကိုဖျက်သိမ်းဖို့ဖေဖော်ဝါရီလကတိုက်တွန်းခဲ့တဲ့နောက် PKK ကလွတ်တော်အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာအဖွဲ့စည်းဖျက်သိမ်းရေးနဲ့လက်နက်စွန့်လွတ်ရေးလုပ်ငန်းစဉ်ကိုအော့ကလန်ကစီမံလုပ်ဆောင်သွားမှာဖြစ်ကြောင်းမေလ12ရက်မှာ PKK ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းအော့ကလန်ဟာအဲ့ဒီလုပ်ငန်းစဉ်မှာဆက်လက်ပါဝင်မဲ့အခြေအနေကိုတူရကီအစိုးရကလက်ခံမှာဟုတ်မဟုတ်ကိုရှင်းလင်းစွာမသိရသေးပါဘူး။လက်ရှိမှာအော့ကလန်ဟာအကျဉ်းထောင်ထဲမှာရှိနေတာကြောင့် PKK အဖွဲ့လက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကိုဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာကိုလည်းအသေးစိတ်ချက်လက်တွေထွက်ပေါ်ခဲ့ခြင်းမရှိသေးတာပါ။ အဲ့ဒီပြင် PKK အဖွဲ့ဖြတ်သိမ်းမှုဟာဆီးရီးယားရှိ YPG ကာစလန်နက်ကိုင်အဖွဲ့ပေါ်ဘလို့တက်ရောက်မယ်ဆိုတာကိုလည်းစောင့်ကြည့်ရမယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာကစားသတင်းကိုတင်ဆက်ပေးပါမယ်။ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကဘရာဇီးလက်ရွေးစင်နီးပြတဲ့အဖြစ်အန်ဆလော့တီကိုခန့်အပ်လိုက်ကြောင်းကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘရာဇီးဘောလုံးအဖွဲ့ချုပ် CBF ဟာရီယက်တင်နီးပြအန်ဆလော်တီကိုဘရာဇီးလက်ရွေးစင် အသင်းနီးပြအသစ်ဖြစ်ခန့်အကြောင်းကြေညာခဲ့ပါတယ်။ယာတီကိုမာရီယက်အသင်းကထွက်ခွာမဲ့အန်ဆလော်တီဟာဘရာဇီးလက်ရွေးစင်အသင်းကိုလာလီကာဘောလုံးယာတီအပြီးမေလ26ရက်မှာတရားဝင်စတင်ကင်တွေ့သွားမှာပါ။အန်ဆလော်တီဟာဘရာဇီးလက်ရွေးစင်အသင်းရဲ့ပထမဆုံးနိုင်ငံခြားသားနီးပြအဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ရီယက်တင်ကိုနှစ်ကြိမ်ကင်တွေ့ခဲ့တာမှာစူပလာပေါင်း15ခုရယူပေးနိုင်ခဲ့တဲ့အန်ဆလော်တီဟာ ပြီးကြတဲ့လာလီကာပွဲစဉ်မှာဘာစီလိုနာအသင်းကိုအရေးနိုင်ပြီးတဲ့နောက်ရီယယ်အသင်းကနေထွက်ခွာဖို့ဖြစ်လာခဲ့တာပါဘရာဇီးဘောလုံးအဖွဲ့ချုပ် CBF ကနီးပြတဲ့အန်ဆလော့တီကိုနှွေးထွေးစွာကြိုဆိုပြီးသူ့ရဲ့ဥဆောင်မှုအောက်မှာအောင်မြင်မှုခေတ္တကိုမျှော်လင့်ကြောင်းထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်အဲ့ဒီပြင် CBF ကစာချုပ်ကြံရှိနေတဲ့အန်ဆလော့တီကိုထွက်ခွာဖို့အစီအပြောင်ပြုလုပ်ပေးခဲ့တယ် ရီယယ်အသင်းအကြီးအကဲ PS ကိုကျေးဇူးတင်ကြောင်းလည်းပြောထားတာပါ။အန်ဆလော့တီနဲ့ရီယယ်အသင်းရဲ့အစားချုပ်ဟာ2026ခုနှစ်ဇွန်လအထိတက်တန်းရှိနေတာဖြစ်ပါတယ်။အန်ဆလော့တီဟာပြီးခဲ့တဲ့မလကထုတ်ပယ်ခံခဲ့ရတဲ့နီးပြဟောင်ဒိုရီဗယ်ဂျူနီယာရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီးဘရာဇီးနီးပြအသင်းအဖြစ်တာဝန်ယူသွားမှာပါ။ဘရာဇီးတင်ဟာ2026ကမ္ဘာဖလားခြေစစ်ပွဲတောင်အမေရိကဆုံးမှာအမပေးစရာအဆင့်၄နေရာရပ်တည်နေပြီးခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။အဆလော့ဒီယာဘရာဇီးအသင်းနီးပြတဲ့အဖြစ် ဂျွန်လာထဲမှာကစားမဲ့ပါရာခွေးနဲ့အီကွေဒေါအသင်းတို့ပွဲတွေကိုသူ့ရဲ့ပထမဆုံးပွဲတွေအဖြစ်စတင်ကြိုင်တွေ့မှာပါ။အန်ဆလော့တီယာသူ့ရဲ့နှစ်ပေါင်း30ကြာနီးပြပွဲမှာရီယယ်အသင်းအပါအဝင်ဂျူဗင်တက်စ်၊အေစီမီလန်၊ PSG ၊ဘိုင်ယန်မြူးနစ်နဲ့ဥရောပထိပ်တန်းအသင်းအချို့ကိုကြိုင်တွေ့ကာအောင်မြင်မှုအများပြားရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ရှင်းနိုင်တဲ့ဒရင်ထနာရဲ့2025ခုနှစ်မေလ17ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအပ်ပေးသူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေခင်ဗျာ။